။အခုတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းဒေကလမြောက်ဖွင့်လှစ်ခြင်းမပြုဘို့ညွှန်ကြားချက်ထုတ်ပြန်ထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွေမှာဒေကလတွေဖွင့်လှစ်မှုလုံးဝမပြုလုပ်ဖို့အတွက်ညွှန်ကြားချက်ထုတ်ပြန်ထားပြီးအဆိုပါညွှန်ကြားချက်ကိုလိုက်နာမှုမရှိသူတွေကိုပုံမှန်188နဲ့အရေးယူသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရပါတယ်။ ပုံမှန်188ဆိုတာကတော့ပြည်သူဝန်ထမ်းကနီလန်တကြထုတ်ပြန်ကြေညာထားတဲ့အမိန့်ကိုဖီဆန်မှုဖြစ်ပြီးပြည်တံအနေနဲ့အလုံးမဲ့ထောင်ဒဏ်တလားဒါမှမဟုတ်ငွေ200ဒါမှမဟုတ်ဒဏ်ရစလုံးချမှတ်နိုင်တာဖြစ်ပါတယ်။ဒါအပြင်အဆိုပါဖီဆန်မှုကြောင့်လူအသက်ဒါမှမဟုတ်ကျန်းမာရေးလုံခြုံရေးနဲ့ဘေးဖြစ်စေမှုစတာတွေရှိလာခဲ့မယ်ဆိုရင်တော့ထောင်ဒဏ်6လဒါမှမဟုတ်ဒဏ်ငွေ1000ဒါမှမဟုတ်ဒဏ်ရစလုံးကိုချမှတ်နိုင်တယ်လို့သိရပါတယ်။ အခုလိုပြစ်မှုပြစ်ဒဏ်တွေထုတ်ပြန်ထားပေမဲ့လက်ရှိအချိန်ထိဒေကလပ်ဖွင့်လှစ်မှုတွေအတွက်တားမြစ်ချက်ကိုမလိုက်နာတာကြောင့်ပုံမှန်188နဲ့အေးအေးယူမှုမရှိသေးဘူးလို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်မှနိုင်ကလပ်တွေသာမကအခုနောက်ပိုင်းမှာဒေကလပ်တွေကိုပါဖွင့်လှစ်မှုရှိလာပါတယ်။ဒီလိုဖွင့်လှစ်မှုတွေဟာအကျင့်စာရိတ္တကိုပြတ်ပြားစေတာကြောင့်အချို့မိဘတွေဟာဒေကလပ်တွေနဲ့ပတ်သက်ပြီးတိုင်တန်းမှုအချို့ကိုတောင်ပြုလုပ်လာကြပါတယ်။ ဒါကြောင့်အဆိုပါဖွင့်လှစ်သူတွေကိုအရေးယူဖို့အတွက်တရားဝင်ညွှန်ကြားထားပြီးဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ဒီလိုအရေးယူမှုကိုရဲတပ်ဖွဲ့ကနေအုပ်ချုပ်ရေးပိုင်းနဲ့ပူးပေါင်းပြီးအရေးယူမှာဖြစ်တယ်လို့သိရပါတယ်ရှင်။